အကျက်ဖက်မဲ့အောင်လိုက်တာဒုတိယစစ်ကောင်းဆောင်ဆိုးဝင်းရဲ့ရပ်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကို short ချလိုက်တဲ့အပြင်ဆိုးဝင်းရဲ့ရုံငန်းနှစ်ခုကိုပါပြောင်းရွှေ့ခိုင်းလိုက်ပြီးတစ်ဖက်မှာညိုစော့ online drain နဲ့ရဲဝံဥဆိုသူတို့ကိုဗိုလ်ချုပ်ကြီးယာတုတွေတုံးမြင့်ပေးလိုက်ပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဩဂုတ်လ15ရက်နေ့ကပဲအကျက်ဖက်မဲ့အောင်လိုက်ကတူလောက်ခန်ဒုတိယဗိုလ်ချုပ်ကြီးတုံးဥဖြစ်တဲ့ညိုစော့ online drain နဲ့ရဲဝံဥဆိုသူတို့ကိုဗိုလ်ချုပ်ကြီးယာတုတွေတုံးမြင့်ပေးပြီးတဲ့နောက် မင်းအောင်လိုင်ကသူ့ရဲ့အရက်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကိုပါအဲ့ဒီဗိုလ်ချုပ်ကြီး၃ဦးစီလွှဲပြောင်းပေးလိုက်ပြန်တယ်ဆိုပါတယ်အဲ့နောက်မှာပဲအကြံဖက်မင်းအောင်လိုင်ကဒုတိယစစ်ကောင်းဆောင်ဇိုးဝင်းရဲ့အရက်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကိုလည်းအဲ့ဒီဗိုလ်ချုပ်ကြီး၃ဦးစီကိုတာဝန်တွေလွှဲခိုင်းလိုက်ပြီးဒုစစ်ကောင်းဆောင်ဇိုးဝင်းရဲ့နေပြည်တော်စစ်ရုံးကရုံးကနဲ့သမရအိမ်တော်မှာရှိတဲ့စစ်ကောင်းစီဒုတိယဥက္ကဋ္ဌရုံးကန်းကိုပါပြောင်းရွှေ့ခိုင်းလိုက်တယ်လို့နေပြည်တော်စစ်တပ်တရင်ကြီးကပြောထားပါတယ်ဒါပြင် နေပြီးတော့စစ်ရုံးမှာရုံးတက်တဲ့အချိန်နဲ့အစည်းအဝေးလုပ်တဲ့အချိန်ပြီးမှလေဒုတိယစစ်ကောင်းဆောင်ဆိုးဝင်းနဲ့စစ်ဘုတ်ချုပ်တွေအားလုံးလာတဲ့အခါသူတို့ရဲ့ကိုရင်တော်တက်တွေကိုစစ်ရုံးပြင်ပကတိကျအဆောင်တွေမှာပဲနေခိုင်းပြီးစစ်ရုံးအတွင်းနဲ့ရုံးတက်တဲ့အချိန်နဲ့အစည်းအဝေးတွေလုပ်တဲ့အချိန်လုံခြုံရေးကိုစစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ကိုရင်တော်တက်တွေကသာတာဝန်ယူထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့တရုတ်နိုင်ငံကအချက်ဖတ်စစ်ကောင်းစီကိုအမေရိကန်ဒေါ်လာ3ဘီလီယံထုတ်ချင်းမယ်ဆိုတဲ့သတင်းတွေဟာမှန်ကန်မှုမရှိပဲ။ စစ်တပ်လော်ဘီတွေကဒေါ်လာတန်ဖိုးကြအောင်တမင်ရည်ရွယ်ပြီးသတင်းအပားတွေဖျက်နေတာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်နဲ့စီမံဘဏ္ဍာသတင်းအရင်းမြစ်နှစ်ခုစလုံးကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂလာ၁၄ရက်နေ့ကပဲမြန်မာနိုင်ငံကိုလာသွားတဲ့တရုတ်နိုင်ငံသားဝင်ကြီးဝမ်ကြီးရဲ့ခီးစဉ်အတွေ့မြန်မာချပ်ပတ်စကောင်စီကိုအမေရိကန်ဒေါ်လာ3ဘီလီယံတရုတ်ကထုတ်ချင်းမယ်ဆိုတဲ့သတင်းတွေဟာလုံးဝမှန်ကန်မှုမရှိဘူးလို့ငွေရေးချေးကိစ္စစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကိုလည်းလုံးဝဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ နေပြီးတော့စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါလေဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံစီမံဘဏ္ဍာဝင်ကြီးဌာနသတင်းရေးမြစ်ကလည်းလက်တလောနိုင်ငံခြားချင်းငွေရရှိတဲ့သတင်းတွေမကြားမိတဲ့အကြောင်းနဲ့အရင်ကနိုင်ငံခြားချင်းငွေတွေရဖို့စစ်ကောင်စီကကြိုးပမ်းပေမဲ့လက်ရှိနိုင်ငံရေးအခြေအနေအရချင်းမဲ့သူမရှိကြဘူးလို့လည်းပြောထားပါလေတစ်ဖက်ကအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကလည်းစစ်ကောင်စီကိုချင်းငါထားတဲ့နိုင်ငံခြားငွေတွေကိုပြည်သူကျွေးမြီအဖြစ်အတိမတ်ပြုမှာမဟုတ်ပဲ နောက်တစ်ချိန်မှာဖြစ်ပေါ်လာမဲ့ပြည်သူအစိုးရတွေကပေးဆပ်ဖို့တာဝန်ရှိမှာမဟုတ်ဘူးလို့အတိအလင်းထုတ်ပြန်ကြေညာထားပါတယ်စစ်တပ် lobby telegram channel တွေမှာတော့တရုတ်နိုင်ငံက American dollar ပုံပြီးတဲ့ထုတ်ချလိုက်တဲ့အတွက် American dollar ဈေးနှုန်းတွေထိုးချနေပြီဆိုတဲ့အကြောင်းတွေနဲ့နောက်ထပ်လဲထပ်မံကြဈေးအောင်မယ်ဆိုပြီးမဟုတ်မမှန်တဲ့ဒင်းအမှားတွေကိုဝါရပြန်တာတွေတောင်းလျှောက်လုပ်နေပြန်တယ်လို့သိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့ မောင်တော်မျိုးသိမ့်တိုက်ပွဲဖြစ်အရကတတော်အေအေကအချမ်းဖတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောက်လျှောက်သိမ့်ပိုက်နေပြီမောင်တော်ဒေတာကန်ပြည်သူအယောက်နှစ်ပေါင်းနီးပါးကိုလည်းကဲတင်ထားနိုင်တယ်လို့အရကတတော်အေအေကတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိမှာအရကတတော်အေအေကမောင်တော်မျိုးကိုအပိသက်သိမ့်ပိုက်နိုင်မှုအတွက်အချမ်းဖတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောက်လျှောက်သိမ့်ပိုက်လာနေပြီမျိုးတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုပါလှုပ်ဆောင်နေပြီဆိုပါတယ်အဲ့ဒီလိုမျိုးတွင်ထိုးစစ်ဆင်မှုတွေမလုပ်ခင်ပါတယ် အရခတတော်အေကမြို့ထဲမှာရှိတဲ့ပြည်သူတွေကိုဘေးလွရာရှောင်တိုင်းပေးကြဖို့တတိပေးချက်ထုတ်ပြန်ခဲ့သလိုတချို့ပြည်သူတွေကထုတ်ပြန်ချက်ကိုလိုက်နာခဲ့ပေမဲ့တချို့ပြည်သူတွေကတော့လိုက်နာမှုမရှိတာကိုလည်းတွေ့ရပြီးတစ်ဖက်မှာလည်းစစ်တပ်ကပြည်သူတွေကိုချင်းချောက်ပြီးတော့လူသားတိုင်းပုံစံမျိုးလုပ်ထားတဲ့ကြားကပဲအရခတတော်အေကစစ်ကောင်စီတပ်စခန်းတွေကိုတင်ပတ်ရင်းနဲ့မောင်တော်မျိုးကံပြည်သူတွေကိုပါကဲ့ထုတ်ပေးတာတွေကိုတပြိုင်နက်တည်းလှုပ်ဆောင်ပေးနေတယ်လို့အေအေရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်လက်ရှိမှာတော့မောင်တော်မျိုးကိုအပိတသိမ့်ပိုက်နိုင်ဖို့ အရကတတော်အေအေကထိုးစစ်စင်တိုက်ခိုက်နေပြီဖြစ်တယ်လို့တပကမြို့ကန်ပြည်သူအယောက်နှစ်ပေါင်းနီးပါးကိုလည်းတပြိုင်နက်ထက်ကဲတင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့အရကတတော်အေအေကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါတင်းလိုက်တိုင်းပတ်မှာတော့တဝယ်မြို့နယ်မှာအချက်ဖက်စကောင်စီဘက်ကနေဆက်ရေးရဝင်ကြီးလိုက်ပါလာတဲ့ကားနဲ့လမ်းပိုင်းလုံခြုံရေးစစ်သားတွေကိုတော်လှန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွေ့ စေကောင်းစီတတရှိဦးကတော့အသီးသီးသိုံကြပြန်ပြီလို့ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ WP PDF ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဩဂုတ်လ15ရက်နေ့ကပဲတဝယ်မြို့စင်စိတ်ရက်ကွက်ကရေလမ်းပိုင်းမှာအချမ်းဖက်စကောင်းစီရဲ့နေဆက်ရေရဝင်ကြီးလိုက်ပါလာတဲ့ကားနဲ့လမ်းပိုင်းလုံခြုံရေးစစ်သားတွေကိုရေဖြူမြို့နယ် PDF နဲ့ DNL တပ်ဖွဲ့တွေကစနိုက်ပါတွေပါအုံပြူပြီးကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်း အကျံပါစစ်ကောင်းစီတပ်သားရှေ့ဦးကတော့အသီးသီးသိမ့်ကုန်ကြတယ်ပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့လောင်လုံးမျိုးနဲ့ဖလန်းမျိုးနဲ့မှာအကျံပါစစ်ကောင်းစီတပ်သားဇင်မျိုးအောင်ဆိုသူနဲ့ပြူစောတိလှမျိုးဆိုသူတို့ကလက်နဲ့ခဲရမ်းတဲ့အတူအလင်းဝင်ရောက်လာတယ်လို့တော်လိုင်းရေးတပ်တွေစီကနေသိရပါတယ်ဒင်းသားကြီးတိုင်းလောင်လုံးမျိုးနဲ့မှာဆိုရင်အကျံပါစစ်ကောင်းစီတပ်လက်အောက်ခံပြူစောတိလှမျိုးဆိုတဲ့သူဟာ သူ့ရဲ့မိသားစုကခေါ်လာပြီးလက်နဲ့ခရမ်းတွေနဲ့အတူနှွေဦးပျောက်ကြားတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါလေအဲ့ဒီလိုအလင်းဝင်လာတဲ့ပြူစော့တီလာမျိုးစီမှာ AK တနက်တက်လက်နဲ့ခရမ်းတွေပါပါလာတဲ့အတွက်သူတို့မိသားစုကို ROGF တပ်ဖွဲ့ကနေငွေကျပ်55သိန်းချင်းမြင့်ပေးခဲ့တယ်လို့လဲနှွေဦးပျောက်ကြားတပ်ဖွဲ့စီကနေသိရပါလေတစ်ဖက်မှာလဲချင်းပြည်နယ်ဖလန်းမြို့မှာအခြေစိုက်ထားတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကတပ်သားဇင်မျိုးအောင်ဆိုတဲ့သူဟာလဲ လက်နက်ခဲယမ်းတွေပါယူလာပြီး CNO CDF တပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတဲ့အတွက်ငွေကျပ်360ချင်းညစ်ပေးခဲ့တယ်လို့လဲ CNO CDF တင်းနေပြန်ကြိုက်ဌာနကနေထုတ်ပြန်ထားပါလိမ့်ခင်ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ